ို့အမျိုးသားကလည်းပြောမယ်ဆိုရင်ဒါဦးစင်းတဲ့တပားအနေနဲ့ကိုကူကြောရတယ်။နောက်ကိုသားလေးကိုလည်းကိုကအဲကိုရင်ကြီးအနေနဲ့ကြောရတယ်ပေါ့နော်။အော်ဒီခွေရေးလေးကိုရမယ်လို့တော့မတင်ထားတော့တဲ့ချိန်လေးမှာဒါရတာဖြစ်တဲ့အတွက်ပြောတာပေါ့နော်။ကိုကကြောလိုက်တိုင်းသားလုတဲ့လူကလေရင်ပတ်ကြီးကိုဖီအမလီအမေမလုပ်ပါနဲ့အမေရယ်။သားရင်နဲ့တမျိုးကြီးပဲဘလို့ကြီးလည်းမသိထွက်ပြေးခြင်းတလူလူငိုခြင်းတလူလူနဲ့အဲ့လိုမျိုးအဲသီလရှင်ဝတ်ဖို့ तू ကဝတ်ခြင်းနဲ့ အဲပြီးတော့ဘာဖြစ်လဲဆိုတော့တခုရှိတာအရန်ပျော်မွေ့နေပြီးတော့လေလို့ငါသမီးပြန်ထွက်မလာရင်ဒုက္ခလို့ဘာလို့လဲဆိုတော့ तू ကငကိုရဲ့ ADA ဆက်နေတတ်တယ်လို့ဆိုတော့ဒါမဲ့ तू လဲဟိုဥပုံရတယ်တကြံတွင်းလုံးမထားပြီးရမှာကိုတိုင်းကိုတိုင်းအလုံးစုံပျက်စီးသွားတဲ့လူတွေကိုတွေ့ရင်ဘာပြောရမှမသိဘူးအာတင်းထားပါလို့ပြောမထွက်ဘူးဒီလားကိုဆိုရင်အာတင်းနိုင်လားမတင်းနိုင်ဘူးအယူကြီးလို့နေမှာပဲเนาะအဲ့တော့သူတို့ဘာပြောရမှမသိဘူးအာတင်းထားပါပြောလို့ ဒီကဆူဒီပီတဲ့တနေ့ချီအာတင်ချာပါတိမ်နမိတ်ကောင်းမဲ့စကားလေးတွေပြောကြမယ်ငါတို့ချမ်းသာပြီငါတို့အဆင်ပြေနေတယ်လေမလေးအိမ်မှာအပေါဆုံးကငွေပဲအဲ့လိုပြောကြတယ်အဲ့လိုအတိမ်နမိတ်ကလေးတွေလည်းပြန်တီဆောက်ကြရင်မကောင်းဘူးလားလို့အဲ့လိုမျိုးအကြံပေးကြပါတယ်ဘောအမဘွားမှာဒါရဟန်းမဖြစ်ခွင့်ရတယ် အဲကိုမျိုးသားနဲ့ကိုသားလေးနဲ့ကတော့ဘုံကြီးဝဲတဲ့တပြီးတော့သူတို့ကိုယ်တိုင်တကယ်ဝင်းနည်းနဲ့အညီဒီတထုံဖျားငါဆိုတာအကြောင်းအကြောင်းတော်တော်များများဒီတထုံတို့တထုံငါးတွေတိကြပါတယ်ဝင်းနည်းနဲ့အညီနေရတယ်တရားအခြေပြေထားရတယ်အဲနောက်ပြီးတော့ဒီထိုးတောင်ပေါ်ကနေတောင်အောက်ကိုနေတိုင်းစွန့်ငံကြွရတယ်တန်ခါတွေကအဲ့ဒီတန်ခါတွေစွန့်ငံကြွပြီးရောအဲရတဲ့ဒီစွန့်ကိုမှဒီယောဂီတွေကနေပြီးတော့အဲ့ဒီဟိုဘယ်လိုပြောမလဲ သာသနာတော်ဝင်ကိုနိုင်တဲ့လောက်ထမ်းဆောင်ရင်းရနေပြီးတော့ဒီစိုးကိုစားရတာ။အဲ့ခါကျတော့အများကြီးဟိုကုသိုလ်ရအောင်လုပ်နိုင်ခဲ့တယ်လို့အမထင်ပါတယ်။ပြောပြရင်ပထမဆုံးကတော့တူတရက်နှစ်ရက်သူအကြတော့ပြောမယ်ဆိုတော့တသ18ကျော်ဆိုတော့18ကျော်ဆိုတော့သူအမ်ကိုရင်ကြီးပေါ့။ဦးစင်းမဖြစ်သေးဘူး။19နှစ်3လမှဦးစင်းဖြစ်တာဆိုတော့အားနဲ့ ကိုကတော့သူ့ကြောင်သူ့အဖွားနေတဲ့သူတစ်ခေါက်ဝစ်ဖူတယ်ပေါ့နော်တစ်ခေါက်ဝစ်တဲ့အချိန်မှာသူက၃ရက်ပဲဝစ်နိုင်ပြီးတော့၃ရက်ဝစ်တာတော့မှ၂ရက်ခွဲနဲ့ပြန်ပြေးလာတာပေါ့နော်သူတယောက်တည်းမအေးရဘူးတရေကြောက်တယ်ဆိုပြီးပြန်ပြေးလာတာဆိုတော့ဒီငါးစုတောင်တောင်ပေါ်မှာသူနေနိုင်မှမလားပေါ့နောက်တစ်ခုကဝီနီးနဲ့အညီတရားအားထုတ်ရတယ်ဆုံးခံကြွရတယ်ဆုံးခံကြွရဆိုတော့မိုင်းဆိုတော့နည်းနည်းတော့မဟုတ်ဘူးလေဒီမြားသပိတ်တောင်ဟိုပဲဖျားငါးစုကနေတောင်အောက်ထိကိုခြေကျင်ဖနှက်မပါပဲဆုံးခံရတယ်တောင်ပေါ်တော့ ဘယ်လိုတော့မလဲလူသစ်တယောက်အနေနဲ့ဘယ်တော့ခက်ခက်ခဲခဲကြိုးပမ်းရမယ်အရာမျိုးပေါ့နော်ကိုအောင်မြတ်ကတော့ तू ကဟိုးရုံးနဲ့ကလည်း तू ကဒီဖုံဖုံငါးစုတောင်ဖျားငါးစုတောင်ဖုံဖုံလေးရဲ့ဟိုကပ်ပြရလို့မျိုးနေလာခဲ့တာဆိုတော့ကိုအောင်မြတ်ကတော့နည်းနည်းအကျင့်ရှိတယ်ပေါ့တတအကျင့်မရှိဘူးအကျင့်မရှိတော့ဖြစ်ပါမလားပေါ့နော်ตาเอဖြစ်နိုင်မှာလုံတော့အမေကတော့အချက်မခွဲရဘူးသူ့ကိုလည်းကြိုမာတာလေးဖြစ်နိုင်မှာလုံတော့ဒါမဖြစ်နိုင်လည်းမေးဦးအာမနာလည်းပြောမမေးသားကတော့မရတော့ဘူးပြောเนาะ ဖြစ်ညက်ပြီးတော့အလိုမျိုးမလုံနိုင်တာကိုဖြစ်ညက်ပြီးလုပ်ရင်ငရေရတဲ့ဟာမျိုးလည်းမလုံစင်နဲ့မဖြစ်စင်နဲ့မလုံနိုင်လို့မလုံတာဘာမှမဖြစ်ဘူးလုံနိုင်ကြအောင်ဆောင်ပြီးတော့ဖြစ်အောင်မလုံရင်မှငရေကြီးလေဒါအဲ့တော့ရအောင်လုံးမယ်တဲ့ဒါတဲ့ပြီးတော့လည်းဘေးမှာပြပြလဲရှိနေတာပဲတဲ့ဒါတဲ့မကြောက်ပါဘူးတဲ့သူအရင်ကြောက်တတ်တာမကြောက်ပါဘူးဆိုပြီးတော့အတကယ်ဟိုပဲသူတို့15ရက်ဝတ်ခဲ့ကြတယ်နှစ်ယောက်နှစ်ယောက်စလုံး15ရက်ပေါ့နော်အဲ့ဒါမမှန်မှန်ရရပါပဲ။အော်၃ရက်တောင်မရတဲ့ကလေးက၅ရက်ရတယ်ပေါ့ ပီတီကတော့ပျော်တာပေါ့နော်ပျော်တာပေါ့ဘယ်လိုခေါ်မလဲဒီလားဟိုအမကိုအမျိုးသားကလည်းပြောမယ်ဆိုရင်ဒါဥစဉ်တက်ပတပားအနေနဲ့ကိုကူကြောရတယ်။နောက်ကိုသားလေးကိုလည်းကိုကအကိုရင်ကြီးအနေနဲ့ကြောရတယ်ပေါ့နော်။အော်ဒီအခွေရေးလေးကိုရမယ်လို့တော့မတင်ထားတော့တဲ့ချိန်လေးမှာဒါရတာဖြစ်တဲ့အတွက်ပျော်တာပေါ့နော်။ပျော်တယ် ကဒါမဲ့ရည်စရာကောင်းတာကိုကကတော့လိုက်တိုင်းတားလုတဲ့လူပါလေရင်ဘတ်ကြီးကိုဖီအမလီအမေမလုပါနဲ့အမေရဲ့တားရင်လည်းတမျိုးကြီးပဲဘလို့ကြီးလည်းမသိထွက်ပြေးခြင်းတလူလူငိုခြင်းတလူလူနဲ့အဲ့လိုမျိုးကိုကတော့တွတ်ပြောတယ်လေဦးစင်းရှိရမီပြောဦးစင်းပြောသလိုပဲဒကမာကြီးအခေါ်ကတော့ဒကမာကြီးတော့ဒကမာကြီးကတခါတလေကြပြောသေးတယ်အမေမခေါ်ပါအမေမခေါ်ပါအမေရော်ကြီးအဲဟုတ်ပြီဟုတ်မေရော်ကြီးတော့ရတယ်တာအဲ့လိုတခါလေကြရင်လေโอเคโอเคဟုတ်ပြောနေနေလေမေရော်ကြီး မနေ့ကညရင်လေးဘလိုပါညာပြီးသွားရင်တို့အဲ့ရဟန်းနေဒီစွန့်ခံကြွကန်ဒီတုံမေးရွတ်တဲ့အချိန်မှာမမတို့အမြဲတမ်းနေ့တိုင်းတိမ်စင်းလောင်းတယ်အတိမ်စင်းလောင်းတယ်လို့ပေါ့နော်တုံမေးလောင်းတာပေါ့အဲ့လိုလောင်းတယ်အဆင်းခံဒီလေးလောင်းတယ်ပြီးတအောက်ကနေကားနဲ့သွားဆောင်တယ်တောင်ပေါ်ပြန်တက်တဲ့ရဟန်းတွေတော့အေးကတ်တယ်အဲ့ဒါအမြဲတမ်းလောက်တော့အဘယ်အချိန်တော့တကောဒကမာကြီးဘယ်အချိန်မှာအတပီတော့လာခဲ့မယ်နော်ကိုရင်ဘာညာပြောโอเคโอเคကိုရင်โอเคမပြောရဘူးအဲ့လိုမျိုးပါအမီပဲကျန်တာ မသမီးကတော့သမီးကယောဂီယောဂီဝတ်တယ်ရှင်နဲ့အတူတူအဲသီလရှင်ဝတ်ဖို့သူကဝတ်ချင်တယ်အဲပြီးတော့ဘာဖြစ်လဲဆိုတော့တခုရှိရအရန်ပျော်မွေ့နေပြီးတော့လေလို့ငါသမီးပြန်ထွက်မလာရင်ဒုက္ခလို့ဘာလို့လဲဆိုတော့သူကငကိုရဲ့ ED အဆက်နေတတ်တယ်လို့ဆိုတော့ဒါမဲ့သူလဲဟိုဥပုံရတယ်တကြံတွင်းလုံးအမအမြင်ပြောရမယ်ဆိုရင်တော့အဲ့ဒါတကယ်ပါဘာလို့လဲဆိုတော့မမတို့နေထိုင်တာကအာဇဘူလက်ရတောင်ကျောအောဘာနမိတ်ထုံးနေလေဆိုတော့များသောအားဖြင့်ကလေအမမမတို့ဒီ ပြောမယ်ဆိုရင်အမအသက်30နောက်ပိုင်းမှာပူတိတာလာတာဗာလဲဆိုတော့လူတွေကလေအယုဒအနတ္တတွေပြောဖို့ဝင်မလေးကြတော့ဘူးနောက်တစ်ခုကအမ်မိန်ကလေးဆိုလဲမိန်ကလေးချင်းကိုချင်းမဆာတတ်ကြတော့ဘူးအမေဆိုလဲအမေချင်းကိုချင်းမဆာတတ်ကြတော့ဘူးယောက်ျားလေးဆိုလဲကိုချင်းမဆာတတ်ချင်းချင်းကိုချင်းမဆာကိုချင်းဆာတဲ့အားလေးတွေရန်နေလာကြတယ်ပေါ့အဲ့ဒါလေးတွေမြင်ရတယ် နောက်တစ်ခုကဘာလဲဆိုတော့ပါဇက်ကနေပြီးတော့ကဘာကြီးနှချမ်းကွဲသွားရင်ဘာဖြစ်တယ်ဘယ်ဘက်မှာနေမယ်လို့ဒီဘက်မှာနေမယ်လို့အမှန်မှန်တော့အပျော်ပြက်လေးတွေပြောတာပဲပေါ့နော်ဒါပေမဲ့အဲ့ဒီအပျော်ပြက်လေးတွေကပြောပါများလာတဲ့ခါကျတော့နည်းနည်းအတိတ်နမိတ်လေးတွေဖြစ်လာတယ်လို့တော့အမှထင်တာပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်စင်ကျင်စီကျင်နေအာဘယ်လိုခေါ်မလဲမမကောင်းတဲ့အတိတ်နမိတ်လေးတွေကို တက်နိုင်ဆုံးပေါ့နော်အခုအမတို့ဒီအသက်ရွယ်ရဲ့နောက်ပိုင်းလေးတွေမှာတက်နိုင်တဲ့လောက်ကလေးတွေရှောင်ပြီးတော့ဘာလို့လဲဆိုတော့တို့ဒီသမူလဲရတောင်ကျောဩဘာနမိတ်ထုံးနေမြန်မာပြည်ကတို့တွေရဲ့အတိတ်နမိတ်တွေနဲ့ပြန်ပြုပြင်မှရတော့မှာဖြစ်တယ်အတိတ်နမိတ်တွေကြောင့်ပျက်စီးသွားတယ်ဆိုရင်အတိတ်နမိတ်တွေကြောင့်ပြန်ပြုပြင်ကြမယ်ပေါ့နော်အဲ့လိုစိတ်မျိုးလေးတွေဝေးပြီးတယောက်နဲ့တယောက်မြင့်တာထားလို့အကုတူလေးနည်းနည်းလေးနည်းအောင်ပေါ့ အလိုလေးနေနိုင်ပြီးတော့ကိုယ့်ရဲ့အတိတ်နမိတ်ကောင်းမဲ့စကားလေးတွေပြောကြမယ်ငါတို့ချမ်းသာပြီငါတို့အဆင်ပြေနေတယ်လေမလေးအိမ်မှာအပေါ်ဆုံးကငွေပဲအဲ့လိုပြောကြတယ်အဲ့လိုအတိတ်နမိတ်ကလေးတွေလည်းပြန်တီးဆောက်ကြရင်မကောင်းဘူးလားလို့အဲ့လိုမျိုးအကြံပေးကြပါတယ်ပြင်ပြသွားတာပေါ့နော်ကိုယ်ရေဘေးမှာလှုပ်ခဲတဲ့တခြင်းလေးရာလေဟိုပြောမယ်ဆိုလို့ရှိရင်လေဟိုဒီငလျင်ဘေးမှာလေတင်တာတင်ပြတ်သွားတယ်ပေါ့နော်ဒါမဲ့ဟို မအားပေးတဲ့တခြင်းရဲ့စာသားနဲ့လေဒီငလျင်ဘေးမှာဖြစ်သွားခဲ့တဲ့ဒုက္ခတွေမလုံလောက်ဘူးတိလားအမလေစကိုင်းမှာပဲလူလူမန္တလေးမှာပဲလူလူအမသွားလှူတဲ့ချိန်မှာလေအလုံးစုံပျက်စီးသွားတဲ့လူတွေကိုတွေ့ရင်ဘာပြောရမှန်းမသိဘူးအာတင်းထားပါလို့ပြောမထွက်ဘူးတိလားကိုယ်ဆိုရင်အာတင်းနိုင်လားမတင်းနိုင်ဘူးအယူကြီးလို့နေမှာပဲနော်အဲ့တော့သူတို့ဘာပြောရမှန်းမသိဘူးအာတင်းထားပါပြောတော့မဟုတ်ဘူးရေစမ်းချက်ပြီးမှထပ်ပေးပြလိုက်တယ်ဒီမှာထပ်ပေးရမှာကိုယ်တိုင်ကိုယ်တိုင် ခါကြအဲ့လိုအမရေကျွန်တော်တို့ဒီလိုပဲဖြစ်သွားရဲဆိုဘာပြောရမှန်းမသိဘူးပြီလားပြောစရာစကားမင်းလောက်အောင်ကိုယင်ထဲမှာထိခိုက်နာကျင်ရတယ်ပေါ့အဲ့လိုတွေလည်းထပ်ပြီးတော့လေမဖြစ်စေခြင်းမကြုံစေခြင်းတော့ဘူးဖြစ်ရမယ်ဆိုရင်တော့ကိုဒီပါဇက်ကထွက်တဲ့တိတ်မိတ်တွေကြောင့်မဖြစ်အောင်ထိမ့်သိမ့်ကြရင်ကောင်းမယ်လို့ကြံပေးချင်ပါတယ်ဒီစလိုက်တငယ်ချင်း င်းတလက်ဆောင်စကားလေးရတော့မြန်မာတနိုင်ငံလုံးဘေးကင်းကြပါစေရန်ကင်းကြပါစေကတ်သုံးမကိုကြော်နင်းလွမြောက်နိုင်ကြပါစေရန်သူမျိုး၅ပါးကိုလည်းမတိမကြားမကြုံတွေ့ရတဲ့ဘဝနဲ့လွမြောက်ကြပါစေနောက်ပြီးတော့ကျမတို့တွေရဲ့ပါဇက်ကပြောမယ်ဆိုလို့ရှိရင်ကောင်းတာတွေပြောရင်ကောင်းတာတွေဖြစ်လာမယ်လို့ယုံကြည်ပေးပါဆိုးတာတွေပြောရင်ဆိုးတာတွေဖြစ်လာလိမ့်မယ်လို့ယုံကြည်ပေးပါဝိတ်ကိုယုံကြည်ပါငရဲကိုယုံကြည်ပါ အဲ့ဒီအတွက်ကျမတို့တွေရဲ့ပျက်စီးအတိတ်နှမိတ်ဆိုးတွေကြောင့်ပျက်စီးသွားတဲ့ကျမတို့ရဲ့မြန်မာနိုင်ငံကြီးကိုအတိတ်နှမိတ်ကောင်းနေတဲ့ကျမတို့တွေအတူတူပြန်လဲပြုပြင်ယူနိုင်ကြပါစေလို့ရှင်ရဒီနေရာလေးကနေစီပောင်းပေးပါတယ်ရှင်